စမိုင်းတို့လေမြကျဲဝချမ်းသာတဲ့နောက်ကွယ်ကအကြောင်းရင်းကဒီလိုရှိတယ်။အမေရိကန်နိုင်ငံမှာချမ်းသာကျဲဝပြီးတော့ငွေကိုရေလိုသုံးနေတဲ့တထေးမကြီးစမိုင်းကိုတော့လူတိုင်းသိကြမှာပါ။အခုလက်ရှိအချိန်စမိုင်းတို့မိသားစုရဲ့ချမ်းသာကျဲဝမှုဟာကမ္ဘာကျော်ပုဂ္ဂိုလ်ရေးထက်တောင်မှပိုများနေပါသေးတယ်။ဒါကြောင့်လည်းစမိုင်းတို့မိသားစုရဲ့ချမ်းသာကျဲဝမှုတွေခန်းနားတဲ့လူတွေမို့စတိုင်တွေကိုအားလုံးကငင်းမောအားကျနေကြတာပါ။အချို့သောသတင်းရဆိုရင်စမိုင်းတို့မိသားစုဟာအမေရိကန်ချမ်းသာမျိုးမဟုတ်ဘဲနဲ့နေမဲခံလို့မရတဲ့တထေးကြီးတယောက်ရဲ့အမေရိကန်နိုင်ငံက ပိုင်ဆိုင်မှုတွေကိုစောင့်ကြည့်နေရတဲ့ဒရဝံအစဉ်မျိုးဖြစ်တယ်လို့သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ဒီလိုမျိုးစပိုင်းနိုမီတာစုရဲ့ပိုင်ဆိုင်မှုတွေကတကယ်စစ်မှန်မဟုတ်ဘူးဆိုတဲ့သတင်းမျိုးတွေထွက်ပေါ်လာတဲ့အကြောင်းရင်းကလည်းစပိုင်းနိုမီတာစုချမ်းသာကျဲဝါလာပုံကမြမယုရှင်ဇကားရီတွေကဇဝင်ကန်းနေလောက်ရုပ်တည်မရှိတာကြောင့်မစမိုင်းဟာနောက်ပိုင်းမှာတော့နိုင်ငံခြားမှာလှုပ်သွားလို့ရင်မြို့တော်မြေပုံပြောင်းလဲသွားမည်မသိကြကြည့်တဲ့ချမ်းသာကျဲဝါကအမေရိကန်လိုနိုင်ငံမျိုးမှာတန်းကျဲသတင်းမှကြီးတူဖြစ်လာသူဖြစ်ပါတယ်။ဒါပေမဲ့စပိုင်းနိုရဲ့စီဝါရေးကိုဘယ်သူမှတိကျကြမသိပါဘူး။ အခုကမှတော့အချို့သောသတင်းတွေရာစပိုင်းတို့မိသားစုဟာအမေရိကန်ချမ်းသာကြွယ်ဝတာမျိုးမဟုတ်ဘဲနဲ့အမေရိကန်နိုင်ငံကစီးပွားရေးပိတ်ဆို့ထားတဲ့တရေကြီးတယောက်ရဲ့ပိုင်ဆိုင်မှုတွေကိုစပိုင်းတို့မိသားစုကနမဲခံထားတာဖြစ်ကြောင်းသိရပါတယ်မြန်မာနိုင်ငံကဘယ်တတိလဲဆိုတာတိကျမသိပေမဲ့စမိုင်းတို့ကအခြားလူရဲ့ပိုင်ဆိုင်မှုတွေကိုနမိတ်ခံထားတာဖြစ်တယ်လို့ဆိုပါရီ